โอเคပါကျွန်တော်ချက်စီတင်ကိုချစ်မြတ်လို့အပိတ်နေကြရဲ့ဘရာသာညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစီထုံးစံနိုင်မဲ့ကြော့နေဒီကနေ့မနက်ခင်းလေးမှာတော့ချက်စီတင်အကြောင်းအလေးတွေကိုဒီပလူလေးမှာတစုတစည်းတဲ့စူးစီးဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးသတင်းတစ်ပုတ်အနေနဲ့ကတော့ကျွန်တော်တို့ကဝမ်းသာစရာသတင်းလို့ပဲပြောရမှာပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ရဲ့ဒန်ရကစားသမားနှစ်ယောက်ဖြစ်တဲ့ဘန်နိုပါရီယာရှိ ဝက်စလီဖိုဖာနာနောက်တစ်ယောက် trivet ချလာပါဦးပေါ့နော်ဆိုတော့ဒီကစားသမားတွေရာဆိုလို့ရှိရင်အခုချိန်မှာ Chelsea တင်းနဲ့တူပြန်လည်ပြီးတော့ပူပေါင်းနိုင်နေပြီလို့ကျွန်တော်လည်းသိရတယ်ကျွန်တော်လည်းနီးပြဖြစ်သူ Anso Marsca ရဲ့ပြောကြားချက်ရာဆိုလို့ရှိရင် Trevor Chalobah ရဲ့ဒဏ်ရာဆိုလို့ရှိရင်လည်းအများကြီးဒါပြန်ကောင်းလာပြီဆိုတဲ့အထိထားမျိုးဖြစ်တယ်။ပွဲပြန်ကစားလို့ရတဲ့အခြေအနေမျိုးကိုရောက်ရှိလာပြီလို့ဆိုထားခဲ့သလိုသူ့ရဲ့နောက်ထပ်တစ်ပတ်ကျော်တယောက်ဖြစ်တဲ့ Banon Baria ရှိနေ Wesley Fofana တို့ဟာဆိုလို့ရှိရင်လည်းလွန်ခဲ့တဲ့၂ရက်၃ရက်အဲလောက်ကလေးကဒီ Chelsea ရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်လေ့ကျင့်နေနိုင်ပြီဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့လာမယ့်ပွဲစဉ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ကစားသမားတွေကိုပြန်လည်ပြီးတော့ဒါအသုံးပြုနိုင်တော့မယ့်အပေါ်မှာအများကြီးသူတို့ရဲ့အသင်းတော်အထောက်အကူဖြစ်စေတော့မှာဖြစ်တယ်လို့ယုံကြည်တဲ့အကြောင်းအန်ဆိုမာစကာကပြောကြားသွားခဲ့တာပဲဖြစ်တယ်အထူးသဖြင့်တော့ခဇေပိုင်းမှာဆိုလို့ရှိရင်ဒါသူ့အနေနဲ့ပို့ပြီးတော့ရွေးချယ်စရာတွေရှိလာခဲ့ပြီဖြစ်သလိုဒါသူတို့ကဆိုလို့ရှိရင်လာမယ့်ဒါနေ့တွေမှာဆိုလို့ရှိရင်ဒါပရီးမီးယားလီဂ်ရောကွန်ဖရင့်လီဂ်ရောကိုကမ်းရမှာဖြစ်တယ်ဒီနှစ်ခုလုံးကိုလည်း အန်ဆိုမတ်စ်ကအနေနဲ့အရေးကြီးတယ်ဆိုပြီးတော့တတ်မှတ်ထားရတယ်ပေါ့နော်ဆိုတတ်မှတ်ထားရဆိုအနေထားမှာပြိုင်ပွဲတစ်ခုလုံးမှာသူတို့အနေနဲ့အကောင်းဆုံးရလဒ်တွေထွက်ပေါ်နိုင်ဖို့အတွက်ကိုစူးစမ်းပြီးတော့ကစားသွားမှာဖြစ်တဲ့အချိန်ဒါမျိုးသူတို့ရဲ့ squad မှာလူအင်အားပြန်လည်ပြီးတော့အာ available ဖြစ်လာတဲ့အပေါ်မှာသူအနေနဲ့ဝမ်းသာဝမ်းမြောက်ဖြစ်မိတဲ့အကြောင်းအန်ဆိုမတ်စ်ကပြောကြားသွားခဲ့တာဖြစ်တယ်ဒါအပြင်သူ့ရဲ့တပည့်ကျော် Cole Palmer နဲ့ပတ်သက်ပြီးတော့လည်းပေါ်မကလက်တလုံးမှာကစားချင်အရန်များတယ်ဗျာဟုတ်တယ်နော်ကစားချင်အရန်များတယ်ဒါပေမဲ့အဲဒီတချို့ လာမဲ့ပွဲစဉ်ဒီမှာကိုပေါ်မားကိုအနာပေးမှဆိုရင်မေကွန်နဲ့ပတ်သက်ပြီးတော့မတ်စကာကတော့ပေါ်မားဒီအများရန်ပွဲကစားတာကိုကြိုက်တဲ့ပလေးယာတစ်ယောက်ဖြစ်တယ်ပြီးခဲ့တဲ့ recent game တွေမှာသူ့အနေနဲ့ struggle လုပ်ရတဲ့အပိုင်းတွေရှိတယ်ကိုမသွင်းနိုင်တဲ့အပိုင်းတွေရှိတယ်ဒါကလည်းသာသမာတယောက်တော့ဖြစ်လိဖြစ်တာရှိတဲ့သဘောတဘာဝတစ်ခုသာဖြစ်ပြီးတော့အဲသူ့မှာပွဲပန်းတယ်ဆိုတဲ့ဒီထားမျိုးအလောက်ထိဖော်မားမှာမရှိဘူးဒါပေမဲ့သူဝန်ခံတဲ့ဖော်မားဒီဂိမ်းတိုင်းအများကြီးကစားထားတယ်ဆိုတဲ့အနေထားမှာ အနားယူဖို့ဆိုတာကတော့လိုအပ်တယ်ပေါ့နော်ဆိုတော့အနားပေးသင်းသလောက်ပေးပြီးတော့သုံးသင်းသလောက်တော့သူသုံးမှာဖြစ်တယ်ဒါပေမဲ့အဲ့လိုသုံးလို့လဲဘောမားအနေနဲ့ညဉ့်ညူနေမှာမဟုတ်ဘူးသူဒီဘောလုံးကစားရရင်ကိုကျေနပ်နေတဲ့ player ဖြစ်တဲ့အတွက်သူ့ရဲ့အသုံးပြုတွေမှာအသုံးပြုမှုတွေမှာဆိုလို့ရှိရင်လဲကိုပေါ်မားဟာလိုက်ပါစီးမြောနိုင်မှာဖြစ်တယ်လို့ယုံကြည်တဲ့အကြောင်းအဆိုမတ်စကားတော့ပြောကြားခဲ့တာဖြစ်ပါတယ်ဆိုတော့အဲဒီတိုင်းသာဆိုရင်တော့အဖော်မားကိုချိုးပွဲစဉ်ဒီမှာတခြားသောကစားသမားတယောက်နဲ့နားပေးတာမျိုးဒါမှမဟုတ် ပွဲချိန်ပြီးကစားကိုင်းတာမျိုးတွေကိုရှော့ချတာမျိုးမတ်စကာအနေနဲ့ရှေ့လျှောက်ပွဲစဉ်တွေမှာလှုပ်ဆောင်လာနိုင်တာပဲဖြစ်တယ်။တစ်ဖက်မှာတော့ကျွန်တော်တို့အသေးရဲ့ဘယ်နောက်ခံကစားသမားဖြစ်သူမတ်စကူကူရယ်လာကတော့အကယ်၍ Chelsea အသင်းနေနဲ့ တရားဒီမှာ Champion League ဝင်ခွင့်မရခဲ့ဘူးဆိုရင်တော့သူတို့ကစားသမားတွေအတွက် disappointment ဖြစ်မယ်ဆိုတာကိုတော့ဝန်ခံတဲ့အကြောင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။အလုံးသည့်အတိုင်းပဲပြရှေ့မှာလည်းတည်င်းလေးတဲ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 ထွက်တယ်။အဲ့ဒါက Chelsea team ရဲ့တချို့သောလူငယ်စားသမားတွေအနေနဲ့ပေါ့နော်။အသင်းကို Champion League ဝင်စေချင်ကြတယ်။နောက်နေ့မှာသူတို့ကိုယ်တိုင်လည်း Champion League ကစားချင်ကြတယ်။အလုံးသည့်အတိုင်းပဲလေ Chelsea တို့နော် Liverpool တို့ United တို့ပေါ့နော်။ ဒါတချင်ပြောတာပါ။တော့အဲ့လိုအသင်းတွေကိုလာတယ်။ရမတ်ရစ်တို့ဘာစလိုနာတို့နော်ဘာမြူနစ်တို့အဲ့လိုအသင်းကြီးတွေကိုသွားတယ်ဆိုတာချန်ပီယံလိအိမ်မက်လည်းအနေနဲ့များဆိုသလိုရှိတဲ့ကစားသမားတွေအတွက်ပို့ပြီးတော့ရွေးချယ်တဲ့ option တွေဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါပေမဲ့နောက်ပိုင်းမှာ Chelsea တင်းရဲ့ပြဿနာကချန်ပီယံလိဝင်ဖို့အတွက်ကိုတော်တော်လေးယုံကန်ရတယ်ဆိုတဲ့အနေအထားမျိုးမှာဖြစ်လာတာကအဲ့နည်းနည်းလေးကစားသမားတွေအတွက် disappointment ဖြစ်စေတယ်ဒီထဲမှာမှနောက်နှစ်သာထပ်ပြီးတော့ Chelsea တင်းနဲ့ Champion League ဝင်ခွင့်နဲ့လွှဲချော်မယ်ဆိုလို့ရှိရင်တော့ကစားသမားတွေအတွက်နည်းနည်းလေးစိတ်မသက်မသာစရာပဲဖြစ်တယ်လို့ ကူကူရလာလို့ဝင်ခံသွားခဲ့တာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲချက်စီးသင်းရဲ့ဘယ်နောက်လူခံလူကြောင်းပြောနေတဲ့ချက်စီးသင်းဟာသူတို့ရဲ့ဘယ်နောက်ခံနေရအတော့ပေါ့နော်။အစားသမားတရုတ်ဦးကိုချိန်လွယ်နေတယ်။အဲ့ဒါကတော့ Milos အဲကျွန်တော်ကားကက်ဆိုတဲ့အဲဘုံပေါက်ရဲ့အသက်20နှစ်အရွယ်ဘယ်နောက်ခံကစားသမားဖြစ်ပါတယ်။ဒီစားသမားနဲ့ပတ်သက်ပြီးတော့ချက်စီးသင်းကစိတ်ဝင်စားမှုတွေရှိနေတယ်။အထူးသဖြင့်ကျွန်တော်တို့လက်ရှိမှာအကားချထားတဲ့ Renato Vieira ရဲ့ future plan ဒီချက်စီးသင်းနဲ့တူတိတ်ပြီးတော့ရှင်းရှင်းလင်းလင်းမရှိဘူးပေါ့နော်။ရှင်းရှင်းလင်းလင်းမရှိဘူးဆိုတဲ့အနေထားမှာ အာသူတို့အနေနဲ့ဘယ်နောက်ကကစားသမားတူဦးကိုခေါ်ယူတဲ့နယ်လို့ Chelsea တမကယူဆတဲ့ chain ဘောမောရဲ့ Carcass ကသူတို့သဘောကျစရာအတထားမျိုးမှာရှိနေလို့ကြောင်းသိရတယ်။နောက်ပြီးတော့လက်ရှိမှာ Carcass ကိုသဘောကျနေတဲ့အသင်းတွေတဲ့ Liverpool နဲ့ Real Madrid အသင်းတို့လည်းပါဝင်နေပြီးတော့ဒီနှစ်သင်းဟာဆိုလို့ရှိရင်လည်းကစားသမားရဲ့ available ဖြစ်မှုနဲ့ပတ်သက်ပြီးတော့เนาะစုံစမ်းနေတာဖြစ်တယ်။ Liverpool ဆိုလို့ရှိရင် Carcass နဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့ခြေပေါင်တန်း40လောက်ထိကိုဒါ ခံမှန်းထားရဆိုတဲ့အနေအထားမျိုးဖြစ်တယ်လို့ကျွန်တော်လည်းသိရတာပဲဖြစ်ပါတယ်။ဆိုတော့ဒါကလည်းကျွန်တော်တို့ရဲ့ဘယ်နောက်ခံကစားသမားနေရာတွက်ပါတစ်ဖက်မှာလည်းဒါကျွန်တော်တို့ stop မှာအငှားချထားတဲ့ Yorgi Petrovic ဟာဆိုလို့ရှိရင် Chelsea တင်ကိုပြန်လာဖို့အတွက်အနေအထားမျိုးမှာရှိနေတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ သူ့ရဲ့တချို့ကိစ္စရက်တွေပေါ့နော်အကျေတော့တော့မပြောတော့ဘူးဆိုတဲ့အနေထားမှာဟိုတော်တော်များများတော့ပက်ထရိုဗစ်ကိုကြိုးဆိုချင်ကြတယ်သူတို့ဖြစ်တော့ပက်ထရိုဗစ်နဲ့ရော်ဂျာဆန်ကိုနံပါတ်1နေရာအတွက်ဆန်ချက်ကိုကြော်ပြီးတော့ရစီချင်ကြတယ်ပေါ့နော်ဆိုတော့ဂိုသမားအပြောင်းလဲပေါ့နော်ချက်စီသိန်းရဲ့နံပါတ်1ဂိုသမားအပြောင်းလဲကိုချက်စီရဲ့တာဝန်ရှိသူတွေကဟိုနည်းနည်းလေးလဲစကားဟလာတဲ့ချင်းပြိတ္တိကတကူတွေကမျော်လင့်နေတာဆိုတော့အဲပက်ထရိုဗစ်ဖြစ်မလားရော်ဂျာဆန်ဖြစ်မလားပေါ့နော်ဒါမဲ့တေချာတခုတော့ပြောပြလိုက်ပါအောင်မယ်အဲ့ဒါတော့လာမဲ့ဒီ ဒီညလိုလည်းပြောလို့ရအောင်เนาะ conference ပွဲစဉ်မှာဆိုလို့ရှိရင်တော့ robert sanchez ကပဲအဲ chelsea team ရဲ့နံပါတ်1ကိုသမားနံပါတ်1တော့မဟုတ်ဘူးဗျာပွဲထွက်ကိုသမားဖြစ်ပါဝင်လာမှာဖြစ်တဲ့အကြောင်းတော့ပြောချင်တယ်ဒါပေမဲ့တာဝန်ရှိသူတွေနီးပြရဲ့ decision တွေထဲမှာကိုဆက်ချက်ရဲ့နံပါတ်1နေရာနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်နေပြီဖြစ်ပါကြောင်းတင်ဆက်ရင်ဒီကနေ့မနက်ခင်းတော့ Chelsea တရင်တင်ဆက်မှုကိုလောင်းနေပဲအဆုံးသတ်ရနာခွင့်ပြုပါဆုံးဖြတ်ကြည့်ရှုအားပေးကြတဲ့ Brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ် Chelsea တရင်အကြောင်းအရာတွေကိုတင်ဆက်ပေးနေအောင်မလို့ Chelsea အကြောင်းနားဆင်ကြည့်နေဆိုရင်တော့ ျွန်တော် CBD YouTube channel နဲ့ Facebook page ကို like and follow ပြုလုပ်ထားကြပါဦးခင်ဗျာအားလုံးပဲ see you next video ပါเนาะ